အလုံးမဲမင်္ဂလာပါရှင်အခုတစ်ခေါက်တော့စတဲ့မြင်းဆောင်တွေအကုန်ဆင်းလာခဲ့ဆိုတဲ့စာစုကလေးကို နားဆင်ရမှာဖြစ်ပါရဲ့ရှင်အထက်ပါစကားနဲ့ပတ်သက်ပြီးမစခင်လေးမှာအစလီနေနေပြိုးပြရစီအချိန်ကာလအဖြစ်တော့2024ခုနှစ်ဒီဇင်ဘာ26ရက်နေ့ညနေ9:00နာရီ6:00နာရီခွဲလောက်မှာပါနေရကတော့ရန်ကုန်မြို့နဲ့တပြောင်းတည်းတိုင်းလိုက်ရင် မိုင်20တာတာမှရှိတဲ့စစ်စေးရေးဂိတ်တစ်ခုမှာအဲစကားတန်တွေထွက်လာတာပါ အဲ့ဒီနေ့ကကျွန်တော်ရန်ကုန်ကနေမနီမဝေးမြို့လေးစီကိုပြန်လာနေတာပါ905ထောင်ထွက်လက်မှတ်လေးနဲ့ပြပထွက်ဖို့လမ်းစိတ်လေးများရမလားဆိုပြီးအတိတယောက်စီကနေအကူအညီတောင်းထားတာလေးဘာထူးလဲသွားမေးပြီးအပြန်လမ်းပေါ့မမတ်ရရ2021ခုနှစ်9လပိုင်းမှာအဖမ်းခံရတယ်2023ခုနှစ်9လပိုင်းမှာထောင်ထဲကပြန်ထွက်လာတယ်အခုဆို2024ကုန်ကနီးနေပြီထောင်ကထွက်လာတာလေတစ်နှစ်ကျော်ခဲ့ပြီ ထောင်လေးတဲကထွက်ပြီး ထောင်ကြီးတဲ့ရောက်သွားတာပါပဲစားဖို့နေဖို့ရှာဖွေရတာအင်မတန်ခက်ခဲတဲ့အပြင်ကိုမှယောက်ျားလေးမှန်သမျှရင်တထိတ်ထိတ်နဲ့ညအိတ်နေရတဲ့ကာလကြီးပေါ့2023ခုနှစ်ဆယ်လပိုင်း28ရက်နေ့စစ်စင်ရေးစပြီးကလေးကတိုက်တိုင်းရှုံ ပြုတ်ပြုတ်ပြုံးနေတဲ့တက်ကြီးဟာရရလူငယ်မင်းသမ ्या တက်တဲ့အကုံဆွဲတွင်းနေခြင်း ်ခု2024ခုနှစ်ဒီဇင်ဘာ16ရက်နေ့မှာနပခကိုအရက်ထက်တတော်အီအီကတွေ့မြင်စင်စင်ရေးအမိနဲ့ဥမင်တွေတူပြီးရှယ်သမပြီးတင်းပစ်လိုက်ပါလေရောတပြီလုံးအီအီကိုအားတွေရအားတွေကြချီးမွမ်းကြတစ်ဖက်ကစကစအတိုင်းဝိုင်းကတော့ရခိုင်စလို့ဆိုရင်အလိုလိုမုန်းနေကြတာပဲဒီဒီဇင်ဘာ26ရက်နေ့မှာကျွန်တော်ကြုံခဲ့တဲ့ဖြစ်ပျက်တစ်ခုကိုပြောပြချင်တာပါ ဒီဇင်ဘာ26ရက်နေ့ညနေ4:00နာရီခွဲလောက်မှာကျွန်တော်ရန်ကုန်ကနေမနီမဝေမြို့လေးစီကို ပြန်လာခဲ့တယ်။မီနီဘတ်စီးရတယ်။ထောက်ကျန်ကနေစားစီးတာပါ။ညနေဘက်ရောက်လာရင်တနေရာနဲ့တနေရာခီးသွားရတာတော့ရင်ခုန်ရပါတယ်။ကျွန်တော်မြို့ရဲကနေ YBS 39 CB ထောက်ကျန်ကိုလာရပါတယ်။ပြည်လန်းတလျှောက်လုံးဒီကောင်တွေကြီးပါပဲ။ဂျပုတင်နှင်းစင်းပွဲဆိုလား၊နှုတ်ဆက်ပွဲဆိုလားလာတယ်လို့ပြောကြပါတယ်။ ထောက်ကျန်မှာဆင်းပြီးမီနီဘတ်ကားပေါ်အပြေးအလွှာတက်ရပါတယ်။အချိန်က အပုတ်ချင်ရောက်နေပြီ။ကျွန်တော်နေနေတဲ့မြို့လေးနဲ့ရန်ကုန်မြို့ကြားတဲ့ gate ၄ gate ရှိပါတယ်။မောင်လာရင် ငနေတွေကမူးယူးနေပါပြီ။တအားရှိုင်းပါတယ်။အခုလိုတိုက်တန်းရှုံးကာလမှာဆိုရင် ပိုပြီးကြိုက်ချင်ကြပါတယ်။ကျွန်တော်စီလာမဲ့မီနီဘတ်ကားပေါ်မှာခီးတဲ့၁၀ရောက်လောက်တော့ရှိနေနေပါပြီ။ ကျွန်တော်ကကားပဲဖက်ချမ်းအလင်နာကနှစ်ယောက်ခုံပြတင်းပေါက်ဖက်ချမ်းမှာထိုင်လိုက်ပါတယ်ကျွန်တော်နောက်ကနှစ်ယောက်ခုံရဲ့အဲ့နောက်ကနှစ်ယောက်ခုံရဲ့ကခရီးသည်လေးယောက်လောက်ကဗမာတွေမဟုတ်ကြပါဘူးရခိုင်လူမျိုးတွေပါ ခလီမလေးသုံးယောက်ဦးလေးကြီးတစ်ယောက်ပါ ကျွန်တော်ရခိုင်စကားကိုကောင်းကောင်းနားမလည်ပေမဲ့ရခိုင်လူပြောနေမှန်းတော့သိတယ်ဗျကောင်မလေးတွေကဆက်ယုံအလုတ်သမားတွေလားမသိဦးလေးကြီးကတော့သူတို့အထိန်နေမှာပါ အထုပ်တွေ အပိုးတွေကလည်းများတာ ချင်းကြောဘိုးအေဂျီနှလုံး၊ဘေးဆွဲအေဂျီတလုံး၊ဆွဲချင်းကတလုံးအတီးတီးပေါင်ပေါ်တင်ထားကြတယ်။ကျွန်တော်အကြာကြီးစိုက်ကြည့်နေတာမဟုတ်ပါဘူး။ဒီအတိုင်းစကားပြောတဲ့အတန်ကရခိုင်တန်းဆိုတော့ကြည့်မိတာပါပဲ။အခုချိန်မှာရခိုင်ဆိုတဲ့အတန်ကိုကြားရင်ကိုအလိုလိုလေးစားခြင်းစိတ်၊ရင်းနှီးခြင်းစိတ်၊ကျေးဇူးတင်စိတ်တွေဖြစ်နေတာဆိုပါတော့။စကားစလက်ချက်ကောင်းကောင်းကြီးခံရဖို့သူတိုင်း ခြင်းတို့ကိုယုံမုံးသူတိုင်းကျွန်တော်လိုပဲနေမှာပါကျွန်တော်ပြုံးအောင်ပြုံးပြလိုက်မိသေးတယ်ထင်တယ်သူတို့လေးယောက်ကလွဲရင် ကျန်တဲ့လူတွေကတော့ယောက်ျားကြီး၃ယောက်တားတဲ့အမေတစ်ယောက်နဲ့အခြားမိန်းကလေးအချို့ပါပဲအဲ့ဒါနဲ့ကားကဆက်ထွက်ပါတော့တယ်ဗျာ ကားသမားတွေလည်းတအားတော့အမောင်ကြိုက်ပုံမပေါ်ဘူးဒီလန်ခီးဆိုတာသူတို့တွေအထက်ထက်သွားနေတော့နောကျင်နေလောက်ပါပြီအခြေအနေတွေကိုကောင်းကောင်းသိတဲ့ပုံပါပဲစပယ်ယာနဲ့ကားသမားမျက်နှာရိပ်ကြည့်ရတာတော့အေးဆေးပါပဲဒါဆိုရင်တော့သူတို့ပိုင်လို့ပေါ့ ရေးဆေးပဲနေမှာပါအဲ့လိုတွေတွေးနေလို့အတွေးလွန်နေတာပေါ့လို့ထင်ရင်ထင်ကြမယ်ကျွန်တော်ကစိတ်ထဲမှာကိုကဒီကောင်တွေကိုရန်သူလို့ပဲသတ်မှတ်ထားတာကျွန်တော်နေနေရတာလဲရန်သူနေမြေထဲမှာပဲလို့သဘောထားထားတာပါ2012ခုတညတော့ညမှာ ကွဲပြင်းအောင်ရိုက်နှက်ပြီးရည်ကြီးအိုင်ကိုပို့လိုက်တဲ့အချိန်ကစပြီးကျွန်တော်အတိထဲမှာတော့စစ်သားဆိုရင် ရန်သူပါပဲသူငယ်ချင်းမကလို့သူငယ်ချင်းရောက်ဖပဲဖြစ်ဖြစ်ကျွန်တော်နဲ့သူတို့တွေဟာ ရှံဘတ်တွေပါပဲအဲ့တော့ကျွန်တော်ကအမြဲတမ်းနဲ့နေရပါတယ် အပြင်တစ်ခေါက်သွားဖို့ပြင်ရတာတွေမလွယ်ပါကားကစပြီးဘင်းလိုက်တော့ကျွန်တော်တစ်ချက်တော့တွေးမိတယ်အေးအေးလက်တံတွေကတအားပြောင်နေတော့ကားပေါ်ကဥရက်ခိုင်နဲ့ညီမရက်ခိုင်တို့တွေအရင်များခံနေရမလားပေါ့လေသူတို့ကြည့်ပြန်တော့လေအထုတ်တွေအပိုးတွေနဲ့ဆိုတော့စစ်ပေးကနေများပြေးလာကြသလားမသိအဲ့လိုနဲ့အရွေ့ရွေ့ကားကထွက်လာလိုက်တာနေရောင်တောင်ပျောက်ချင်ပြီ ဖုံးမပြောနဲ့ဖုံးမသုံးမနဲ့ဂိဖြတ်တော့မှာမို့လို့ပါဆိုတဲ့အတန်ကြားလိုက်တော့ပထမဆုံးနဲ့အကြီးဆုံးတိုင်းဒေသကြီးဖြစ်ကျော်ဂိတ်ကိုရောက်ပြီပေါ့လေဂိတ်မရောက်ခင်စပယ်ယာကကားပေါ်ကခုန်ဆင်းပြီးသူတို့စစ်တဲ့နေရာအထိပြေးသွားရတယ်မတိမတာကြီးအကဲခတ်လိုက်တော့ရဲဝစ်စုံနဲ့တယောက်ပဲတွေ့တယ် လူနေတဲ့ကားကျဲတဲ့ဆရာကြီးဆိုပြီး9000တန်တရွက်ဖြတ်ခနဲလက်ချင်းကပ်ပြီးပေးလိုက်တယ်။ပြီးတော့စပယ်ယာကကားပေါ်ပြန်တက်ပြီးဆွဲဆိုလိုက်တော့တဂိတ်ကျော်သွားပြီပေါ့ဗျာ။ digital ပျောက်ကြားကောင်တွေအရက်ပဲသွားတောင်းနေကြသလား၊ဂျူတီပဲချိန်နေကြသလားမပြောတတ်ဘူး။တယောက်မှကိုမတွေ့တာ။ဂိတ်ကအကြီးကြီးပဲ။ကုန်ကားတွေစစ်ဖို့မိုးလုံးလေလုံးဂိတ်ကြီးရှိတယ်။အဲ့ထဲကုန်ကားကြီးတွေကမောင်းဝင်ရက်ပြီး တက်စစ်ပိုက်ဆံတောင်းကင်းမြော်စင်လိုဘာလိုလိုနေရာမှာတော့ဆက်တနက်တွေဆင်ထားတာတွေ့လိုက်တယ်မြော်စင်ကလမ်းဘယ်ဘက်နှစ်ခုညာဘက်နှစ်ခု စုစုကောင်း၄ခုပေါ့လေကြားထဲမှာလဲဂျိုကြားဂျိုကြားတဲအိတ်ဘန်ကာလေးတွေနဲ့ခုချီတရားမှမတွေ့တော့ကောင်းတာပေါ့လေ ဧကိတ်ကျော်သွားတော့မှနောက်ခုံကလူတွေတိတ်ဆိတ်နေမြန်းသတိထားမိတော့တယ်။အင်းလေးဟုတ်တာပဲ။သူတို့လည်းအခုချိန်မှရန်သူနယ်မြေထဲရောက်နေတာပါပဲ။ကားကဂိတ်ကိုဖြတ်ပြီးဆက်မောင်းတော့ကျွန်တော်လည်းတွေးရင်တော်ရင်ငေးရင်မောရင်ဆက်မျောလာခဲ့တယ်။အင်းစိန်ထောင်ထဲမှာကျွန်တော်တွေ့ခဲ့ရတဲ့ရခိုင်တွေအကြောင်းမှကျွန်တော်တို့905ကကြီးနိုင်ငံရေးအချင်းတွေဟာမိမိတို့ရဲ့ရပိုင်ခွင့်လူအခွင့်အရေးနိုင်ငံရေးသမားတိတ်ခါစသည်တို့နဲ့ချိန်ဆပြီးထောင် အာဏာပိုင်များထံတောင်းဆိုခြင်းများဆန္ဒပြခြင်းများနိုင်ငံရေးအသိပညာဝေငှဖလှယ်ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်အချို့ကိစ္စတွေကိုအခုချိန်ပြန်တွေးကြည့်လိုက်ရင်ကာလန်ဒေတန်မကိုက်ပဲပြောခဲ့ဆိုခဲ့တာတွေတောင်ရှိခဲ့တာပဲလို့တွေးစရာဖြစ်ပါတယ်အဲ့ဒီချိန်မှာအေအေနဲ့ဆက်ဆက်ပြီးထောက်ပို့မှုမူရင်မှုတွေနဲ့အဖမ်းခံနေရတဲ့ရခိုင်အကိုတွေဟာဘာစကကြီးစကကြဲမှမပြောဘဲအံဝင်ခွင်ချဖြစ်အောင်နေနေတာကိုတွေ့ရပါတယ်ရောက်တဲ့အခန်းရောက် က်တဲ့အဆောင်ရောက်တဲ့ထောင်မှာရှိနေပြီးသားအာနာပိုင်တွေနဲ့တင့်အောင်ပေါင်းသိမ်းပြီးအဝင်ခွင့်ကြဖြစ်အောင်နေထိုင်နေကြပါတယ်ကျွန်တော်တို့တွေည၈နာရီမြဝတီ MRTV စတဲ့စကားစရုပ်သံလိုင်းတွေကိုကြည့်ပြီးချက်ပုမျက်နာတစ်ခါပေါ်တစ်ခါဆဲအာကျဲအာကျဲနဲ့လုံနေချိန်မှာသူတို့ရခိုင်များကရခိုင်သချင်းလေးများကိုသာခအေးအေးဖွင့်ရင်ကွန်လေးတမျိုးမျိုးရှိနေတာကလက်ရှိနိုင်ငံကြီးကိုလုံးဝစိတ်မဝင်စားသလိုနေကြတာပါ အဲ့လိုကြွေးပြမှုလေးတွေရှိတော့ကျွန်တော်တို့ရခိုင်တွေနဲ့တိတ်မရင်နေခဲ့ပါဘူးပုပ်ပွင့်လင်းလင်းပြောရရင် စိတ်ထဲမှာတော့တိတ်မကြည်လာပါနေသားတလူနေကြတဲ့သူတွေပါလားလို့ထင်မိပါတယ်ဒါပေမဲ့2023ခုကနေပလတ်ဝထိုးစစ်ကဆလို့ 2024အကုန်အထိတစ်နှစ်လုံးအေအေကစစ်စင်ရေးပြလိုက်တဲ့အခါမှာတော့ကျွန်တော်အင်မတန်အံ့ဩရပါတယ်။တစ်နှစ်လုံးအချိန်လုံးဝမလျှော့ဘဲခြာနေတာပါ။2021အာနာစသိန်းချိန်မှာမဆိုင်သလိုခက်ခင်ခင်နေခဲ့ပြီးပြပတစ်ခုလုံးကြောင်းတွေမတက်ကြဘူးပျော်ပွဲရှင်ပွဲတွေမလုပ်ကြဘူးနူးဆော်နေကြချိန်မှာတောင်ရခိုင်ပြည်နယ်ကသူနှစ်မဆိုင်သလိုကြောင်းတွေဖွင့်ပွဲတွေကျင်းပနေခဲ့ပြီးငြိမ်သက်အေးချမ်းနေခဲ့ကြတာပါ။အာရခန်တက်တော့ EE ရဲ့ကာလန်ဒီတန်ရွေးချယ်ဓာတ်ပုံသူသိဓာတ်ပုံကိုကြည့်ရင်ထောင်ထဲမှာတွေ့ခဲ့ရတဲ့ကွန်လီတဝါဝါနဲ့လက်ကျင်ငန်းလေးတွေလုံနေတတ်တဲ့ရခိုင်သားအကိုတွေကို ပြန်တတိယသွားမိပါတယ်။ရခိုင်လူမျိုးတွေဟာရှင်သန်နိုင်စွမ်းအင်မတန်ကောင်းတဲ့ဆိုတာကိုတွေးမိပါတယ်။ ထီလန်းကိုရေးပြီးကလေးကမလိုအပ်တဲ့နေရာမှာတူတူတိတ်တိတ်နေတတ်ပုံဟာအတူယူเสียကောင်းလွန်ပါတယ်ဒီလိုတွေးရင်းကနေကားကနောက်ထပ်စီစီရေးဂိတ်ကိုထက်ရောက်လာပါတယ်ပထမဂိတ်မှာလည်းအေးအေးစီစီပဲဆိုတော့ဒီဂိတ်ကပိုလို့တောင်လွယ်မယ်ထင်ပါတယ်ဒီလိုတွေးရင်းကနေကားကနောက်ထပ်ဆစ်စေးရိတ်ဂိတ်ကိုထက်ရောက်လာပါတယ်ပထမဂိတ်မှာလည်းအေးအေးစီစီပဲဆိုတော့ဒီဂိတ်ကပိုလို့တောင်လွယ်မယ်ထင်ပါတယ် မဟုတ်ပါရဲတယောက်ကကားကိုလက်ထောင်ပြပြီးလမ်းဘေးကိုလက်ညှိုးထိုးပြနေပါတယ်ကျွန်တော်ရင်ထဲမှာထိတ်ခနဲဖြစ်သွားပါတယ်အတွေးတွေလည်းတတိကြီးပေါ်လာပါတယ်ဒီတခါထပ်ဖမ်းရင်တော့တခါဒီပေါ်တာပါပါသွားမှာပဲအင်းအမေကိုတော့ပြန်တွေ့ရတော့မှာမဟုတ်တော့ဘူးသူလည်းဒီစိတ်နဲ့သွားမှာပဲငါမှလည်းအမေလည်းမလုပ်ကျွေးနိုင်ခဲ့နိုင်ငံအတွက်လည်းဘာမှမလုပ်ပေးနိုင်ခဲ့ဘူးစသည်ဖြင့်စက္ကန့်ပိုင်းအတွင်းမှာအတွေ့ပေါင်းများစွာတွေးမိလိုက်တာနောက်က ရခိုင်တွေအကြောင်းတော့မိသွားပါတယ်လူဆိုတာမျိုးကလည်းကိုဒုက္ခကမှဒုက္ခအစစ်ကိုလေကားကလမ်းပြီးဆွဲချပြီးကြွိကနေရက်လိုက်ပါတယ်စပယ်ယာက ကားမရက်ခင်ကတည်းကအောက်ရောက်နေပါပြီ ပူကြီးလူက၁၀ယောက်ပဲပါတာမင်းကလေးတွေပဲဘေးဖက်ဘေးဖက် ရဲတဦးရဲ့ဘူးကြကြစကားကြောင့်ကျွန်တော်ကိုရီပါပူလာတယ်လို့ခန်းစားရပါတယ်။အော်ငါမှဘာမှမလုပ်ထားဘူးလေ။ဖုန်းထဲက Facebook, Telegram အလုံးဖြတ်ထားပြီးသားပါ။တိတ်ဆိတ်မပူပါနဲ့ဆိုပြီးကို့ဘာသာအားပေးရင်မပုံတင်ကိုထုတ်ကင်ထားလိုက်ပါတယ်။အောက်ကိုတစ်ချက်ကြည့်လိုက်တော့ကားပေါ်တက်ဖို့လုံနေတဲ့ရဲတယောက်အပြင် အောက်မှာစစ်ဝတ်စုံနဲ့နှစ်ယောက်ရပ်နေတာတွေ့လိုက်ရပါတယ်။အလင်းရောင်ကတိတ်မကြံတော့တာမို့ညနာတွေကိုတော့တဲတဲကွဲကွဲမတွေ့ရပါဘူး။ ရဲကကားပေါ်တက်လာပြီးအားလုံးကိုဝေးကြည့်ပါတယ်။အသားမဲမဲနဲ့ကိုနေဝါနေပါတယ်။ကွန်တတွေးကို ရှေ့ဆုံးခုံပေးကပြတင်းပေါက်ကနေခေါင်းရှို့ပြီးဖြွေကနေတစ်ချက်ထွေးပါတယ်။လွေထားတဲ့တနက်ပြောင်းပေါ်လက်တစ်ဖက်အုပ်တင်ပြီးမပုံတင်တွေထုတ်ထားလို့အတန်အော်အော်နဲ့ပြောပါတယ်။ရှေ့ကစပြီးပေးသမျှမပုံတင်တွေကိုခက်သက်သက်ကြည်လာပါတယ်။ အသေးစိတ်စစ်ဆေးတာမျိုးမဟုတ်ပါဘူးကြည်ရတာဗာမင်းဆောင်လေးပဲကြည်သွားတဲ့ပုံစံပါကျွန်တော်နားရောက်တော့သူလက်မလန်းခင်ကတည်းကကျွန်တော်မပုံတင်ကိုထိုးပေးထားလိုက်ပါတယ်ကိုကိုကိုယုံကြည်မှုပြည့်ရှိတဲ့ပုံစံမျိုးနဲ့ပါ ခဏပဲကြည်ပြီးချက်ချင်းပြန်ပေးပါတယ်။ကျွန်တော်မြင်ဆောင်က သူတို့အတွက်သိစစ်ဆေးစရာအာယုံဆိုင်စရာမလိုတဲ့ပုံစံပါ။ကားတစ်စီးလုံးအကြတန်ကြားနိုင်သည့်အထိ တိတ်နေပါတယ်။ကျွန်တော်ကိုကြော်သွားပြီးကျွန်တော်နောက်ခုံမှာခြေလမ်းကတတော်ကြာညိနေပါတယ်။ကျွန်တော်လည်းနောက်ကိုလည်းမကြည့်ရဲပါ။ကြည်ရတာရခိုင်သူတွေနဲ့ဦးလေးကြီးကိုပြဿနာတက်နေပြီးနဲ့တူပါတယ်။တအောင်ကြတော့ရဲကခက်သက်သွက်နောက်ပြန်လှည့်ပြီးအောက်ဆင်းသွားပါတယ်။ လက်ထဲမှာမပုံတင်နှစ်ခုထင်နေ၊ကင်သွားပြီးအောက်ကစစ်ဝတ်စုံ၂ယောက်ကို ပေးလိုက်တာတွေ့ပါတယ်။တစ်ချက်ဆိုက်ကြည့်ပြီးချိန်မှာတော့စစ်ဝတ်စုံ၂ယောက်ထဲကတစ်ယောက်ကသူ့တနက်ကြီးကက်ကိုဆွဲဖြုတ်ပြီးတစ်ချက်ကြည့်ပြန်တက်ပြီးတော့မောင်းကိုဖြောင်းကနေညီအောင်ဆွဲတင်လိုက်ပါတယ်။ တဆက်ထီးမှာပဲဂျန်နဲ့တယောက်ကစတင်မြင်းဆောင်တွေအကုံစင်းလာခဲ့ရှစ်ဆင့်နောက်ဆင့်ထွက်လာတဲ့တနတ်မောင်းတန်နဲ့အကုံစင်းလာဖို့ပြောတဲ့အတန်ကြောင့်တိတ်နေတဲ့အခြေအနေကိုတွန်လှုပ်သွားစေပါတယ်၃၀စက္ကန့်လောက်ကားတစ်စီးလုံးအသက်မဲ့သွားပါတယ်စတင်မြင်းဆောင်ဆိုတော့ငါတော့မပါဘူးလို့စတွေးမိပါတယ် ကာမီယံအောက်မှာဘေးကိုတစ်ချက်ဝေ့ကြည့်တော့အလုံးရဲ့ကွက်ကြည့်ကွက်ကြည့်အကြည့်တွေကရခိုင်လေးယောက်ကိုဝေ့နေကြမြင်သတိထားမိလိုက်ပါတယ်။စတင်မြင်ဆောင်ဆိုတာရခိုင်ပြည်နယ်မပုံတင်ကိုပြောတာများလို့ကျွန်တော်တွေးမိသွားတယ်။အဲ့ဒီအခါမှာရခိုင်အဖွဲ့ကိုကြည့်နေတဲ့မျက်လုံးတွေတဲကအထိပယ်တွေကိုကျွန်တော်တွေးလိုက်မိတယ်။ကျွန်တော်အသက်17နှစ်လောက်တုန်းကငါးရန်တက်နေတုန်းကျောင်းစင်းခန်းကြီးအတန်းမိုင်ဆရာမဝင်တဲ့အချိန်ကိုသွားတနည်းရသွားတာပါ။ဆရာမကဆရာကတော့ဝဲ ြီးမပေးရသေးတဲ့သူတွေမတည့်ရလို့ဆိုတဲ့အခါမှာ အတန်းတွေကဘာကြောင့်တွင်းရမတွင်းရမတွင်းနိုင်တဲ့အစင်းရဲဆုံးဆိုတဲ့နှစ်ယောက်ကိုအတန်းသားတွေကဝိုင်းကြည့်ကြပါတယ်ကျွန်တော်လဲပါပါတယ်အဲ့ဒီမျက်လုံးတွေရဲ့အသေးပဲကငါတို့အားလုံးသိနေတာပဲမင်းတို့ပဲမဟုတ်လားမြ мян ထလေကွာဆရာမစိတ်ဆိုးသွားမယ်အဲ့လိုအသေးပဲပါသူတို့နှစ်ယောက်ကလည်းချက်ချင်းမထပါဘူးသူငယ်ချင်းတွေကြားထဲမှာပိုက်ဆံမပေးနိုင်တဲ့အတော်ဆင်းရဲတဲ့အကောင်တွေဆိုပြီးဝိုင်းကြည့် နေကြမှာကိုရှက်လို့ပဲဖြစ်ပါလိမ့်မယ်။ အခုလေကားပေါ်ကလူတွေအားလုံးကရခိုင်ကောင်မလေး၃ယောက်နဲ့ရခိုင်ဦးလေးကြီး၁ယောက်ကိုအဲ့လိုပဲကွက်ကြည့်ကွက်ကြည့်လုံနေကြပါတယ်။အတိဘယ်ကတော့မင်းတို့မမြန်ထလေငါတို့ဘက်ပါလဲလာရင်မခတ်ဘူးလား။နင်တို့တွေကြောင့်ငါတို့ပါရောဆင်းနေရမယ်။အဲ့လိုအတိဘယ်မျိုးပါ။စိတ်မရှိမှုတွေကကြည်နေတဲ့သူ အားလုံးရဲ့မျက်နှာမှာကွက်ကွက်ကွင်းကွင်းပေါ်နေပါတယ်။ခံမှန်းချင်း၅စက္ကန့်၆စက္ကန့်လောက်အကြာမှာတော့ကားနောက်ဘက်ကထပြေးရက်လိုက်တဲ့အတန်ကိုကြားရပါတယ်။ ကျွန်တော်ကတော့နောက်လက်ကြည့်မနေတဲ့အတွက်ဘယ်သူထလဲမသိပေမဲ့ဦးလေးကြီးထလိုက်တယ်လို့ထင်ပါတယ်။မရှိမနှောင်းပဲကျွန်တော်နောက်ခွန်ကကောင်မလေးတွေလည်းထကြပါတယ်။စကားပြောတဲ့ခက်တူတူကြားရပါတယ်။ရခိုင်လူပဲလားတော့မသိပေမဲ့ဖက်နှက်ကဘယ်ရောက်လဲမသိဆိုတဲ့အတန်ကိုတော့နားလည်လိုက်ပါတယ်။ အဲ့အချိန်မှာပဲနောက်ကဦးလေးကြီးကကျွန်တော်ဘီနာကနေဆွဲချင်းကြီးဆွဲပြီးရှောက်သွားပါတယ်မျက်နာကတော့တေချာမြင်မြင်လိုက်ပြီမဲ့သူကလူကြီးဆိုတော့ကောင်မလေးတွေအားမငယ်အောင်ဟန်ဆောင်ပြီးတင်းထားမယ်ထင်ပါတယ်ဆက်ဆိုင်ဆိုသလိုသူနောက်ကနေမင်းကလေး၃ယောက်လိုက်စင်းပါသွားပါတယ်ဒုတိယမြောက်စင်းနဲ့ကောင်မလေးခြေထောက်မှာဖက်နှက်မပါပါဘူးခြေထောက်တွေကမင်းညစ်ညစ်ဖြစ်နေပါတယ်ခြေထောက်ကွဲနေသလိုပက်ကြအပ်နေသလိုဖြစ်နေတယ်ထင်ပါတယ်ဖက်နှက်ရှာမတွေ့ခဲ့ဘူးနဲ့ ူပါတယ်။ရှာဖို့လည်းမကြိုးစားတော့ဘဲနဲ့တူတယ်။အေးလေအခုချိန်မှာဖနက်မစည်းရတာထက်ပူစရာတွေရှိနေပြီပဲ။ကျွန်တော်တွေးနေရင်ကျွန်တော်ခြေထောက်အောက်ကိုတစ်ချက်ငုံကြည့်လိုက်မိတယ်။ကျွန်တော်စီထားတဲ့ရှုဖနက်ရဲ့အောက်မှာအစိမ်းရောင်ခွင်းတို့ဖနက်ကလေးတစ်ဖက်ကျွန်တော်ဖြတ်ခနဲကြည့်လိုက်တော့သူတို့လေးယောက်စလုံးကားအောက်ကိုရောက်နေပါပြီ။စစ်ဝတ်စုံနှစ်ယောက်ကကားနဲ့ခလန်လန်ကဘန်ဂါလူလူရုံကန်းလူလူအဆောက်အဦနာရောက်နေပါပြီ။မိသည့်နှလုံးကို ထိတ်နေအောင်ထွန်းထားပါသည် သေးတယ်။သူတို့စီကိုသွားသူတို့စီကိုသွားစပယ်ယာရဲ့ခက်လေးလေးအတန်ကိုကြားလိုက်ရပါတယ်။ကျွန်တော်လမ်းပြောရင်ကြားနိုင်မဲ့နေရာမှာရှိနေပေမဲ့ကျွန်တော်အတန်မထွက်ဘူးဖြစ်နေပါတယ်။ညီမလေးဖနက်ဒီမှာလို့အဲ့စကားလေးတောင်မထွက်ရဲခဲ့ပါဘူး။ကြောက်နေလို့ပါကျွန်တော်ကိုပါ မျက်စိကျသွားမှာဆိုတာမင်းရောစင်းဆိုရင် လူတွေဆိုတာကိုဒုက္ခမှဒုက္ခလို့ထင်တာမျိုးကိုပြကြည်နေရင်ပဲဦးလေးကြီးကဆွဲချင်းကြီးကင်ပြီးရှေ့ဆုံးကနေတရွေ့ရွေ့နဲ့၄ယောက်သားဆွေဝစ်ဆုံ၂ယောက်နာ တိုးသွားကြပါတယ်။အဲ့ဒီမှာခုနကတက်စစ်တဲ့ရဲကကားသမားကိုလှပြလိုက်တယ်။သွားတော့ဆိုတဲ့အဓိပ္ပာယ်ပါ။ကားဆရာကဆပယ်ယာကိုမျက်စပစ်လိုက်တယ်ထင်တာပါပဲ။ရဲကခေါင်းခါတယ်။စစ်ဝတ်စုံနှစ်ယောက်ဘက်ကိုလက်ရန်ပြတယ်။ဆပယ်ယာလည်းခက်သက်သက်ပြန်လည်လာပြီးကားချီနင်းပေါ်တက်လိုက်တယ်ဆိုရင်ပဲကားကလီဘာတစ်ချက်ပုတ်ပြီးဘိန်းဆလိမ့်တယ်။ ကိုင်းအင်ဂျင်တန်ကျေသွားတော့ရှေ့ဆုံးကဦးလေးကြီးကဆွဲချင်းကြီးတစ်ဖက်ဆွဲရင်နောက်ပြန်လှည့်ကြည့်လိုက်တယ်။မိယာအောင်မှာဦးလေးကြီးရဲ့မျက်နာကိုတဲတဲကွဲကွဲမြင်နေရတယ်။ အင်မာဦးလေးကြီးမျက်နာက ကျွန်တော်ထင်သလိုစိတ်တင်းထားတဲ့ပုံလုံးဝမဟုတ်တော့ဘူးဗျသူတော်တော်အားကိုးရမဲ့သွားတဲ့ပုံစံကြံတဲ့မင်းကလေး၃ယောက်လေးကားဘက်ကိုခြာခနဲလက်ကြီးကြီးကြတယ်ဖနက်မပါတဲ့ကောင်မလေးကကားဘက်ကိုခြေတလန်းလန်းလိုက်သေးတယ်သူဖနက်ပဲပါသွားမှဆိုးရလားမပြောတတ်ဘူးကားသာဆက်ဆောင်ပေးနေရင်ပဲသူတို့အားရှိတယ်လို့ခံစားရလိမ့်မလားကားသာဆက်ဆောင်ပေးနေရင်ပဲသူတို့တတွေလုံခြုံနေသေးတယ်လို့ခံစားရလိမ့်မလားကျွန်တော် သူငယ်တန်းတုန်းကအမေကြောင်းကိုလိုက်ပို့ပြီးပြန်သွားတဲ့အချိန်ခံစားရတဲ့ခံစားချက်ကိုသွားတတိယပြန်နေဒါပေမဲ့ဒီကိစ္စမှာတော့ဒီကားရော ကားပေါ်ကလူတွေရော ခုနရခိုင်ဦးလေးကြီးရဲ့အမေလည်းမဟုတ်ပါဘူးအဖေလည်းမဟုတ်ပါဘူးဆွေမျိုးများလည်းမဟုတ်ပါဘူး ဒါပေမဲ့ကားဆလိမ့်တော့သူတို့ကြည့်တဲ့အကြည့်တွေကကျွန်တော်သူငယ်တန်းတုန်းကအမေပြန်သွားတော့သစိမ့်တွေကြားထဲမှာအားငယ်လွန်းလို့အမေကိုလမ်းကြည့်နေတယ်လို့မျိုးတည်ရဲ့ရှင်ရဲ့မှာလူဆိုတာမျိုးကကောက်ရိုးလေးတမြင်ရှိရင်တော့အဲ့ဒီကောက်ရိုးလေးကို အာကိုတတ်တာမဟုတ်လား စစ်ကြောရေးမာတော့ကပြတင်းပေါက်တန်တိုင်ကြာလာလာနေတဲ့စာကလေးတကောင်ကိုကျွန်တော်နေ့တိုင်းစကားတွေပြောပြောနေမိတာကိုသတိရသွားတယ်။ကံမကောင်းစွာနဲ့ပဲကားဆရာကြီးကလည်းအမေမဟုတ်စစ်တက်ဂိတ်ဟာလည်းကြောင်းမဟုတ်တော့ကားကအရှိန်တင်ပြီးဆက်ထွက်သွားပါတယ်။ဦးလေးကြီးတို့၄ယောက်လည်းစစ်သားတွေနဲ့ဂိတ်မှာကြံခဲ့ရပါတယ်။ သူတို့လေးယောက်ဘာရီနဲ့ဆက်ကြုံတွေ့ရမလဲကျွန်တော်မတွေ့တတ်ပါဘူးရှိသမျှပိုက်ဆံထုတ်ပေးရင်တော့ပြန်လွတ်ပေးမယ်ထင်ပါတယ်ဒီညတော့ကားတွေရှိပါအောင်မလားမသိဘူးမိန်းကလေးတွေကတော့ဖက်နှက်မပါတော့တဲ့ကောင်မလေးကျွန်တော်ခြေထောက်အောက်ကိုငုံကြည့်လိုက်မိတယ်ဖက်နှက်ငကူအစင်းရောင်မှာညစ်နေပြီးဖနှောင်းနေရာကခွက်ဝင်နေပြီး စတင်မြင်းဆောင်မှုလို့ရခိုင်လူမျိုးဖြစ်နေလို့ကားပေါ်ကဆင်ခိုင်းပြီးခေါ်ထားလိုက်တဲ့စကားစကားအကောင်တွေကိုဒေါသတွေထွက်လာတယ်။ကားပေါ်ကချက်ချင်းမစင်းလို့စိတ်မရှိသလိုရွံ့သလို ဝိုင်းကြည့်ကြတဲ့ကားပေါ်ကလူတွေကိုလည်းဒေါသဖြစ်တယ်။ကားကိုမောင်းထွက်လာတဲ့ကားသမားကိုလည်းဒေါသဖြစ်တယ်။နောက်ဆုံးညီမလေးဖက်နဲ့ဒီမလို့တောင်ပြောမထွက်တဲ့ကုကုကိုဒေါသဖြစ်တယ်။ကားကြီးကားငယ်တဝီဝီနဲ့ဘာသွားကလက်သွားတက်စိန်ကြနေတဲ့ကောင်တွေကိုလည်း ဲဒေါသဖြစ်တယ်။ဒီ2025ခုနှစ်ဟာတိုင်းငယ်ပြည်နယ်အလုံးမှာတော်လှန်ရေးအင်အားစုတွေရဲ့အောင်မြင်မှုတွေဆက်တိုက်ရနေမှာကိုယုံနေ။ဒါပေမဲ့ဒီအောင်မြင်မှုတွေနောက်မှာလည်းအန်ကျိတ်နေရအောင်မဲ့ဘဝတွေအများကြီးပဲနေမှာ။သူ့မကယ်နိုင် ကိုမကယ်နိုင် မချစ်တင်ခင်မျက်နှာလွဲရမဲ့ကိစ္စတွေလည်းရှိလာအောင်မဲ့ထင်ပါတယ်။ အထက်ပါအကြောင်းအရာအထင်မြင်တွေအားလုံးကစစ်အတွင်းကာလမှာရုန်းကန်ရှင်သန်ဖို့ကြိုးစားနေရတဲ့နိုင်ချင်းဟောင်းတယောက်ရဲ့အတူတွေပါပဲတလဲတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့လက်တွေ့တော့ကြပါတယ်အရေးတော်ပုံအောင်ပါပါ